နန်းတော်ရှိဝကြများဒီနေ့ကျွန်တော်ဆက်ပြီးတော့ဖတ်ပြပါမယ်လွန်ခဲ့တဲ့စာအဆက်ကလေးပေါ့နော်မိတို့ဆိုစီသူနှစ်ဝင်ဝင်ဆောင်မွေးအောင်ကစက်တွင်နောက်ဆုံးမြင်းကြောင်နှစ်ကြောင်အထက်နာမကလေး သူဘွဲ့မိစဉ်တင်းတင်းကြီးဖြစ်ခါဓမ္မစရိယပထမနှစ်ခုနှစ်ဘက်တပ်ပမှန်56တွင်ထိုင်ခွင့်ငိုက်ခွင့်ရခဲ့လေတော့တည်။သို့တော့တကြတရားဆောင်မွေးကိုကြောခန့်၍သာသနာတက္ကသိုလ်ကိုရွေးချယ်လိုက်ခြင်းအတွက်ကျောင်းနိုင်ကိုဖုန်းတော်ကြီးနှင့်ပါရီတို့ဖုန်းတော်ကြီးတို့ကသဘောမတူကြပါ။တမိုင်းဦးကြလမ်းမှ တမယူးကြလမ်းမှတွေ့ဖယ်၍မမလင်းနိုင်သောမြိုက်ကင်းညာစီတို့ခါတော်မီဒီမောင်၍လီပြီဟုဥပိ္ပခာပါရမီဖြစ်ကျင့်တော်မူကြ၏အင်္ဂလိပ်စာသင်လျင်ပင်သာသနာပေါ်မှပြုတ်ကြတော်မီဟံကြံပန်းတွေးပူခြင်းမျိုးလည်းဖြစ်ကောင်းဖြစ်ခြင်းမည်မိဘများကတော့သင်္ကန်းကောင်းမီချုံအိနေပစီသာသနာ အရေးကိုနေလင်းပင်ပျော်ကြားလှပြီသူကခုထိသာသနာပုံထဲမှာအခိုင်အပြီးရှိနေစေဖြစ်ပြီးကျောင်းနိုင်ကိုကြီးကတော့လော့ကီမြစ်ထဲခုံဆင်းကသား၃ယောက်နဲ့မိသားစုဘဝတန်တာကိုကုခက်နေခဲ့ပါပြီဒါလွန်ခဲ့တဲ့2016ကရေးခဲ့တဲ့စာပေါ့ဒီယဟန်နဲ့အနန္တရှိဝတ်ကြများဆိုတာကျွန်တော်တက်ရောက်ခဲ့တဲ့ ာသနာတက္ကသိုလ်ကြီးရဲ့ပလေယတုအမိကျွန်တော်ဆရာသမားတွေကျွန်တော်ရဲ့မိတ်ဆွေတွေသူတို့ကိုအမှတ်ရသွားဖြင့်ဒီဆရာမြတ်သန်းတင်ဘာသာပြန်တဲ့ the class ဝတ္ထုကြီးမမီပေမဲ့ပေါ့နော်ဒီလွန်မိုခဲ့ရသောတက္ကသိုလ်မိညာများအဲစောက်ကြီးအဲကျွန်တော်အားကြပါတယ်အဲ့တော့ကျွန်တော်လည်းပဲဒီ ျွန်တော်တက်နိုင်တဲ့ဝကြတွေနဲ့ကျွန်တော်ရဲ့ပညာရေးဖြတ်သန်းမှုတပိုင်းတစကိုပို့ပေါ်တာပေါ့အဲ့ဒီမှာ36တုံးကတော့ဒါကျွန်တော်သာသနာ့ဘောင်ထဲမှာရှိနေတယ်အခုတော့ကျွန်တော်လည်းပဲသာသနာ့ဘောင်ထဲကထွက်လိုက်ပြီကျွန်တော်ကိုကြီးလိုပဲပေါ့ကျွန်တော်လည်းပဲတန်ត្រာလူဝေကြောင်တန်ត្រာပြောင်းပြီးတော့ကူးနေပြီပေါ့ဗျအဲ့ဒါထားလိုက်ပါတော့အမှန်တကယ်ဝန်ခံရလေအကိုကြီး လက်ဦးမှုယူသွားသည့်အခါဖျားဖြစ်မဲ့ဖျားဖြစ်မဲ့ဥဏီခဲကြီးတို့လူထွက်သွားသည်ဗျာခုယူကျုံမရရှာသောသာသနာအမွေခံကြီးဖြစ်လို့လာသူအဖေကိုငက်ကွက်ရန်ရဟန်းပေါင်တွင်သူကြံရစ်ခဲ့ရခြင်းဖြစ်သည်ယခုတော့အနာဘုကောင်းလာသောသရတရားများနှင့်ငက်ကွက်စရာများစွာအတွက်နှမလက်လျှော့နေလီတို့နှင့်အပြိုင်မောင်ကြီးလည်း လက်လျှော့လက်ရကြည့်ပြီးတကယ်ကိုမထင်မှတ်ပါဘူးကျွန်တော်ဒီလူထွက်ပြမယ်လို့မထင်ဘူးပေါ့တကယ်သာဒီ2021ဖြစ်စဉ်တွေအပေါ်မလာဘူးဆိုရင်ကျွန်တော်လည်းပဲဒီသာသနာ့ဘောင်ထဲမှာအရှိနေမယ်လို့ယုံကြည်နိုင်ပါတယ်ဆိုရလျင်သာသနာ့တက္ကသိုလ်ဝင်ဝင်အောင်လာတော့သူ့ကိုအခုကျောင်းနိုင်ဘုန်းကြီးကမင်းရွေးတဲ့လမ်းမင်းလျှောက်ဖူးသောဩဝါဒစကားပြတ်ဖြင့် အပြန်လန်းစည်းဥတုငွေတထောင်ချပေးလိုက်သည်စေရနာမနေတော်လဲစီကံကြီးလာတော်နောင်တော်ယဟန်သည် သူ့အားပြမတန်ပေးကာ စီပွားရေးပိတ်ဆို့မှုဆန့်ရှင်လုပ်လို့သည့်တိုင်ညီကိုတန်ရောစဉ်ဖြင့်လန်းစည်းပေးလက်ခြင်းဖြစ်ပေမည်ငါညီမောင်ပညာရိက္ခာကတော့ကမ္မတကသဘောသူနှင့်အညာမြို့လေးမှာမန္လိသူလောကယထာစီရန်လက်မှတ်ဝယ်သည်၂၀၀ကျပ်စွန်းစား၏၁၀၀ကျပ် မိတို့ဖြစ်စီယထာပရဲမမြင်ရသည်စိနုဝါဖန်သောလက်ကွင်းပြင်ကြီးသည်အတိတ်ပဲမျိုးမျိုးဖြင့်လှနေခဲ့ပါသည် နောက်တနေ့မနေ့ခင်းတွင် သာသနာတက္ကသိုလ်မဟုတ်စီလက်ပုတ်ကြမိမိတ်ဆွေယဟန်တော်များအားလက်ဖရည်ဆိုင်ယဉ်ကျေးမှုလှူသည်နေရာချက်သူကိုပိုင်ဘုဟုတ္တတာနှင့်တူလီမိုလီများတည်ဆောင်းရန် ကားငှားသည်လေးရာချက် တော်တော်ညူညစ်အဘိုးဖြစ်သောကွန်းတလိ၌မွေ့ထုံရန်တစ်ဆယ်ချက်သူပိုင်ဆိုင်သည်ဟု ယူမှတ်ထားသောငါငါဥစ္စာ ဖုကလိဒင်ငါအသက်ပြာသည်ကတရားမျှပင် မပြီးကျင်တော့ပြီတကားမောကွန်းနှင်းဆရာတော်ထံသတင်းပို့ကလျှမ်းမိအဆောင်နှင့်အခန်းကိုမှတ်သားရသည်အဆောင်တစ်ဆက်ကိုအခန်းနံပါတ်30သူဘောရင်သိသိစရာတော်တချောင်းပူလာသောနေဖြစ်၏ အချားရန်တော်မြတ်ကတပါကံရကြတော်လေသူကတော့အခန်းကျေတစ်ခုကိုအခန်းကျေတစ်ခုကိုနှစ်ပါးခွဲဝေနေထိုင်ရမည် သူနဲ့အတူသတင်းသုံးရမည်ရန်တော်ကတော့ရောက်မလာသေးသူပြစ်စုံကငရဲဥရင်ထိုရန်တော်ကန်ဆူးရှာလီတော်မည်ဝန်စီစလေပရိက္ခရာနဲငယ်တာပါတော့ကြောင့်မိတ်ဆွေ အားနဲ့ခဏတာရှင်းလိုက်ယုံဖြင့်သူအခန်းလေးတည်နေပြောဝေဖြစ်တော်သည် သူအတွက်သာဂုံမတက်တော်လဲ သာသနာတက္ကသိုလ်ဝင်ခွင့်အောင်ရန်တော်များစုကတော့မိဘဆရာနှင့်ညတကာတက်တိုက်ဝုံဝုံဖြင့်အော့စဖို့နှင့်ဟာပတ်ပညာတော်သင်စုရသည့်နယ်မျက်နာပွင့်လွင်းစွာတစ်တာကြီးတစ်တာငယ်ဆတ်တော့ဖွယ်ရိတ်ခါအုံလင်းနှင့်ဂုံမြင့်ရင်တိုင်းမြင့်ကကြွလာကြလေသည်သာသနာတက္ကသိုလ်ကျောင်းတော်ကြီးသည်ကျောင်းသားဟောင်းကျောင်းသားအစ်များ၏လူလာခောက်တုံနှုတ်ဆက်တန်တို့ဖြင့်စီညံနေပြီ။ဆောင်းဝဲအောင်သည်ဖြစ်သည် အောင်သည်ဖြစ်စီ ကြသည်ဖြစ်စီနှစ်စဉ်ခံပြောင်းကြရသောကြောင့်တွန်းလဲများဖြင့်ပရိကရာတစ်တာနှင့်အိယလီများသိယူနေကြသည် ထိုစဉ်ကကျောင်းသားဆောင်ပေါင်း20ရှိ၍အတန်းငယ်များကိုတက္ကသိုလ်ပရဝုံလက်ရဘက်ဆောင်များတွင်ထားကအတန်းကြီးများကိုလဝဲဘက်လဝဲဘက်အဆောင်များတွင်တရင်သုံးစီသည်လဝဲဘက်ပြောင်းရတော်မူတောတုစဏများကအဆောင်မူဝဲ ကြရှုံးသဖြင့်လက်ရဘက်တွင်စစ်လက်ကြံနေခဲ့မိမိဟောင်းဆိုရင် ဖော်တသိန်းတို့ကိုတင်မောထွက်တော်မူခီးတယ်များပေါ်မှာလက်ပြကြကုန်၏တော်ပြီယောကိုစိန်မောင်တို့ကိုဘောလူတို့ကျန်ရခဲ့ရာသည့်ရန်တော်တို့ကလည်းအန်ခဲကြည်ကြီးလက်သီးပြကနှုတ်ဆက်ကြရရှာလေ၏လက်ကိုသည့်မိတ်ဆွေရန်တော်များပြန်သွားသည့်အခါအခန်းတကားကိုပေရင်သူတစ်ပါးတည်း ကြောင်ချာချာကြံရိတ်ခဲ့လေသည်နတ်တော်ရှိနေလေခင်သည် သူ့အတွက်မကြိုက်ဖက်ရသေးသောပန်းဒီတလုံးမကောက်ရသေးသောခီတကောမတော့ရသေးသောပေါကြတခွက်မီးမညရသေးသော secret တလေးမကြက်ရသေးသောဖျားစာကျေးဇူးတင်ပါတယ်ဒါကျွန်တော်ရဲ့ရန်နဲ့နတ်တော်ရှိဝကြများစာအုပ်ပေါပေါလေးလေး ထုတ်ပါတယ်အခုအထူကြီးထဲမှာလည်းပြန်ပေါင်းပြီးထည့်ပါတယ်အစောက်ထဲမှာဆိုတာအခန်း1ပြီးတာပါနောက်ဆိုရင်တော့အခန်းတကန်းချင်းစီကျွန်တော်ပြီးအောင်ဖတ်ပြပါမယ်မနေ့ကတော့ဟိုဒီနေ့ကတော့မိဆက်သဘောမျိုးပေါ့အခု9မိနစ်ခန့်ကြာပါတယ်နည်းနည်းရှင်းပြတာလေးတွေဖြည့်ပြောတာလေးတွေပါရင်တော့ကျွန်တော်10မိနစ်လောက်ယူဖို့စဉ်းစားထားပါတယ်အဲ့ဒီအတွက် ချိန်ပေးပြီးတော့နောက်ထောင်ပေးကြတဲ့ပရိသတ်တွေကျွန်တော်အရင်ကြီးစစ်တင်ပါတယ်။တောင်းတော့နေ့ဖြစ်ကြပါစေ။